ဟုတ်မယ်မင်္ဂလာပါဒီနေ့က2025အောက်တိုဘာလ14ရက်နေ့ပေါ့ဗျာနော်ဒုတိယမြောက်ဖို့ပေါ့ကျွန်တော်အောက်မှာဘာသာကြားတယောက်ကနေလာမန်းသွားတယ်ဖရာတို့ဗုဒ္ဓကတဲ့ကောင်းလို့ရရာဒီတွင်တင်ဆုံးမသွားတာဗာတဲ့ကောင်းပါတယ်တဲ့သူကဖရာတော့မဟုတ်ပါဘူးတဲ့အဲဒါမျိုးလေးတွေလာတာပြီးတော့နိုင်ပေါ်မှာတော်တော်များများအခုနောက်ပိုင်းကျွန်တော်တွေ့လာကျွန်တော်ရဲ့အာရန်နဲ့အေဝတီပင်လင်းရင်ພັນစင်းရှင်ພັນစင်းထားចောင်းကိုကိုယ်တိုင်မမြင်ခဲ့ရပါဘူးဆိုတဲ့ဇာတ်ကိုခြေပလာတဲ့ဇာတ်ကြီး ပြန်ပြီးတော့ creation လုပ်ပြီးခြေပါတဲ့နေရာဒီမှာတော်တော်များများဖန်ဆင်းရှင်ကိုယ်ပဲသူတွေရဲ့ညာရင်ညာသွေးဘလောက်နေပါလဲဆိုတဲ့ပြဿနာကိုပြောပြမယ်နော်သူတို့ကဘာကိုဥပမာပေးလဲလို့မေးလို့ရှိရင်ဒါအမြဲတမ်းပါပဲအောက်မှာ comment လာရေးတာအဲ့ဒီအဖြေကိုလည်းကျွန်တော်အမြဲတမ်းပေးပါတယ်သူတို့ကအောက်မှာ comment လာရေးတိုင်းမှာပါခင်ဗျားလေကိုမြင်ဘူးသလားတဲ့ခင်ဗျားလေရှူနေတယ်ဆိုတာလေရှိတယ်ဆိုတာကိုခင်ဗျားယုံသလားတဲ့မမြင်ဘူးပဲနဲ့ခင်ဗျားဘာလို့ယုံတာအဲ့ဒါညာရင်ညာသွေးနေပါတာ အဲ့ဒီဥပမာကြီးပေးတဲ့လူတွေရဲ့အတိညာဏ်ကအလွန်မတန်ဉာဏ်ဉာဏ်သွေးနေပါတယ်လို့ပြောလို့ရတယ်ကိုကျော်ကြီးပြောနေတဲ့ဇာတ်တွေကိုမြင်တယ်လို့ဘယ်သူရှိလဲဇာတ်တွေဇာတ်တွေကိုမြင်တယ်လို့ဘယ်သူရှိလဲကိုကျော်ကြီးပြောတဲ့ဇာတ်တွေကိုနားလည်တဲ့လူတွေရှိသလားရှိတယ်ဇာတ်ကိုမြင်ရတဲ့သူဘယ်သူမှမရှိဘူးဇာတ်ဒီ voice အတန်သာဖြစ်တယ်မျက်စိနဲ့မြင်နိုင်တာမဟုတ်ဘူးနားနဲ့ကြားနိုင်တာနားနဲ့ကြားနိုင်တဲ့အရာတွေအားလုံးကိုမျက်စိကမမြင်နိုင်ဘူးမျက်စိနဲ့မြင်နေတဲ့အစင်းတွေကိုနားကမကြားနိုင်ဘူး ဒီရသကချိုးပါတယ်ဒီရသကချင်ပါတယ်ဒီရသကငံပါတယ်ဆိုတော့မျက်စိနဲ့မြင်နိုင်လား no အဲ့ဒီတရားကိုဟောနိုင်တာဗုဒ္ဓဘာသာပဲရှိတယ်မျက်စိနဲ့မြင်နိုင်တဲ့အရာကိုနားကကြော်ပြီးအလုံးမလုံးနိုင်ဘူးနားနဲ့ကြားနိုင်တဲ့အရာကိုနှာခေါင်းကကြော်ပြီးအလုံးမလုံးနိုင်ဘူးနှာခေါင်းနဲ့သိနိုင်တဲ့အရင်အနံ့ကိုရှာကကြော်ပြီးအလုံးမလုံးနိုင်ဘူး ဒီခန္ဓာကိုယ်မှာတွေးထရတယ်လေဆိုတာခန္ဓာကိုယ်ရက်ကလေးခတ်လိုက်လို့ရှင်အဲ့ဒီရက်ကလေကိုအသားအောင်လာထိလေရှိတယ်ဆိုတာသိနိုင်တယ်မျက်စိနဲ့မမြင်နိုင်ဘူးနှာခေါင်းနဲ့ရှူလို့ရတယ်နှာခေါင်းထဲမှာတိုးထိမှုဒါကိုသိတယ်လေဝင်သွားရင်နှာခေါင်းထဲကိုဒိုင်းဆိုတိုးထိသွားတာသိတယ်အကယ်၍အဲ့ဒီနှာခေါင်းထဲမှာအနံ့ပါလာတယ်ဆိုရင်အနံ့ကိုနှာခေါင်းကသိတယ်ကောင်းတဲ့အနံ့မကောင်းတဲ့အနံ့မကောင်းတဲ့အနံ့ကောင်းတဲ့အနံ့ကိုမျက်စိနဲ့မြင်တဲ့လူဘယ်သူရှိတယ် ဲ့ဒါယုံကြည်မှုလားအဲ့ဒါကိုယ်တိုင်သိတရားကြီးဒါကနံပါတယ်ဒါကမှုေးပါတယ်ဆိုတော့ကိုယ်တိုင်သိတရားကြီးအဲ့ဒီအာယုံ၅ပါးကတယောက်တစ်ခုနဲ့တစ်ခုက ကျူးလွန်ပြီးကြော်လွန်ပြီးမသိနိုင်ဘူးအဲ့ဒါကိုမြက်စွာဖျားကဒီအာယုံ၅ပါးဒီတစ်ခုနဲ့တစ်ခုကြော်ပြီးမသိနိုင်ဘူးသူတို့ကိုသိနိုင်တဲ့အရာကြီးသူတို့ကိုခံစားနိုင်တဲ့အရာကြီးစိတ်လို့ပြောတာ နှာခေါင်းထဲမှာရှိတဲ့ပတ္တာရဓာတ်နဲ့ပတ်သက်ပြီးတော့အနံ့ကိုခံနိုင်တာဒီပတ္တာရဓာတ်ပျက်စီးသွားရင်ဒီနှာခေါင်းထဲမှာရှိတဲ့ပတ္တာရဓာတ်ပျက်စီးသွားရင်ကိုဗစ်တုံးကဖြစ်ခဲ့ဘူးကြတယ်မလားအနံ့မရတော့တယ်ပြတ်တယ်အဲ့ဒီထဲမှာပတ္တာရရုပ်ဆိုတာရှိတယ်အဲ့ဒီရုပ်ကမခံစားနိုင်တော့ဘူးဆိုအဲ့ဒီရုပ်မှာစိတ်ကလာဖြစ်တာခံစားမှုစိတ်ကလာဖြစ်တာအဲ့ဒီရုပ်ကမခံစားနိုင်တော့ဘူးဆိုရင်အဲ့ဒီရုပ်ပျက်စီးသွားရင်အဲ့ဒီအနံ့ကိုမသိတော့ဘူးတခါတလေမှာရှာမှာအရသာပြတ်သွားတဲ့လူတရှိတယ်။ဘာရသာမှခံလို့မရတော့ ရှာအကြည်ဓာတ်ပြတ်သွားတာလည်းရှိတယ်။ဟုတ်လား။အဲ့ဒါဆိုရင်ရှာကပတာရရုပ်တွေပျက်စီးသွားတာဖြစ်ခြင်းကြောင့်ရှာနဲ့တိတ်နိုင်တဲ့အရာတွေမရတော့ဘူး။အဲ့ဒါပေါ်တော်တော်ကြောင်တောင်တွေလေရှိလားလေကိုဖန်ဆင်းရှင်ကဘာနဲ့တိတ်နိုင်လဲ။ခန္ဓာကိုယ်မှာအစိပ်ပိုင်း6ခုရှိတယ်။မျက်စိနားနှာလျှာကိုယ်မနောမနောစိတ် 6ပါးရှိတယ်။ဘာနဲ့သိနိုင်လဲ။စိတ်နဲ့သိနိုင်လား။စိတ်စိတ်နဲ့သိနိုင်လား။စိတ်မှာအတွေးခေါ်တွေအသိဉာဏ်တွေဉာဏ်ပညာတွေအဆုံးရှိအဲ့ဒါနဲ့သိနိုင်လား။ဘာနဲ့မှမသိနိုင်ဘူး။ဒါဆိုရင်သူ့ကိုဘယ်လိုသိနိုင်လဲ။စိတ်ကူးယင်ပြီးသိနိုင်တယ်။စိတ်ကူးယင်ပြီးသိတဲ့အရာမှန်သမျှဒီစိတ်ကူးသိတယ်။အဲ့တော့ဖန်ဆင်းရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ကြီးအကုန်လုံးဒီစိတ်ကူးကြံစီပြီးတော့သူတို့ကြံစီထားတဲ့အရာတွေကိုဟုတ်မှန်ကြောင်ပြောတာ။ ခုမှန်ကြောင်ပြောတာအာဘစ်ဘန်ကြီးကိုဖះကျန်းစာထဲမှာဘလို့ဘယ်အချိန်ကဘစ်ဘန်ကြီးကိုဘလို့လုခဲ့တာလို့ညာလို့ခုခေတ်ကြီးထဲမှာဘစ်ဘန်ဘစ်ဘန်ဖြစ်ခဲ့တယ်ဆိုတာလဲစိတ်ကူးရင်ပြီးကြံစီထားတာဒီဟာကဒီလိုဖြစ်နိုင်ခြေရှိတယ်ဆိုပြီးတော့ကြံစီတာလက်တွေ့သိခဲ့တာမဟုတ်ဘူးဖြစ်နိုင်ခြေရှိတဲ့အရာကိုကြံစီလိုက်တာဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးအဲ့ဒါကိုကျန်းစာထဲရေးထားတယ်တော့တိုက်ဆိုင်တယ်โอเคပြဿနာမရှိဘူး ဒီဘိဗံကြီးဖြစ်တယ်ပဲပြောပြောမပဲဘိဗံကြီးမဖြစ်ဘူးပဲပြောပြောအဲ့ဒါကိုလက်တွေ့ပြလိုက်လက်တွေ့ပြလိုက်ဒီဘိဗံဆိုတဲ့ပောက်ကွဲမှုကြီးကိုစက်ကြဝလာပောက်ကွဲမှုတစ်ခုကိုနမူနာပြလိုက်ပြလိုက်လို့ရှိရင်နောက်ထပ်ကျယ်ဒီလာတွေထက်ထွက်လာအောင်ကဘာတွေထက်ထွက်လာအောင်လူသားတွေထက်ထွက်လာအောင်ဟုတ်လားအဲ့ဒါဆိုရင် okay right ဒါဆိုရင်ရှိတယ်ဟုတ်လား အာရန်နဲ့အေးဝဒီပင်လျင်သူကမွေးလိုက်တဲ့သားသမီးတွေမွေးတာနောက်ထပ်လူထက်မှဖန်ဆင်းဘူးလူထက်ဖန်ဆင်းတာမရှိဘူးရှင့်ရအခုဖန်ဆင်းပြနောက်ထပ်ကဘာရဲ့အလဲလူသားပေါ့ကွာကဘာရဲ့အလဲလူသားပေါ့နော်ဖန်ဆင်းပြအာရန်နဲ့အေးဝတောင်လူကိုဖန်ဆင်းတာမမြင်ခဲ့ရဘူးဒီကဘာလောကကြီးဆိုဝေရောဗုဒ္ဓကျမ်းစာထဲမှာအဆုံးရှိပြီးသားလीမင်းတို့ငကိုတွေကအစအဆုံးရှင်းပြထားပြီးသားလीဟုတ်လား ရေဆိုတာလဲရေပြင်ကြီးလို့ပြောလိုက်တယ်ရေဆိုတာမင်းတို့မြက်ဖြားပေါ်မှာတီးနေတဲ့ရေကိုကြည့်တယ်ရေဒီအပြားမဟုတ်ဘူးအလုံးလိုက်ကြီးတီးနေတာအဲ့တော့နောက်တစ်ခုကမြက်စွာဘုရားကစပြီးတော့ပြောလိုက်တဲ့က မြေအောင်မှာရေရှိတယ်မြေကြီးရအပေါ်မှာမြေကြီးရအောက်မှာရေရေအောက်မှာလေရှိတယ်လေအောက်မှာအာကာသလတာကြီးရှိတယ်လို့ပြောတာဒီမြေကြီးနဲ့ရေနဲ့ကို လုံးဝနေတဲ့တရံမင်းတို့မျက်စိနဲ့မြင်အောင်လေတို့ဖီအားနဲ့ဆွဲထားတာအဲ့ဒါ အဲ့ဒီရေတွေအဲ့ဒီခုနေနေမပြိုကွဲတော့လေရုဖီအားနဲ့လှူထားတာအဲ့လေကပင့်တင်ထားတယ်လို့ခေါ်တာခန္ဓာကိုယ်မှာရှိတဲ့ဝါယောဓာတ်ဆိုတာအပေါ်ကိုတွန်းတင်တဲ့လေရှိတယ်အောက်ကိုဖိချတဲ့လေရှိတယ်လေမှာတွန်းတင်တဲ့လေလည်းရှိတယ်ဖိချတဲ့လေလည်းရှိတယ်အဲ့တော့လေရုဖီအားလေရုဖီအားနဲ့လေရုကဖိတာလည်းရှိတယ်တွန်းတာလည်းရှိတယ်ကန်တာလည်းရှိတယ်လေလုံးပိတ်ထားတဲ့တန်ပုံတပုံတွေကိုလေတွေအကုန်လုံးဆွဲထုတ်လိုက်ဆွဲထုတ်လိုက်အဲ့ဒီလေက တုံးလို့ပုံကြပါတယ်အဲ့ဒါဘာဖြစ်လို့ဆိုအထဲထဲမှာတုံးကန်ထားတဲ့လီမရှိတော့ဘူးအပြင်ကနေဖိလိုက်တဲ့လီရဲ့တန်ကိုမခံနိုင်တာအဲ့ဒီအချိန်ကြရင်အဲ့ဒီလီသည်အော်တိုမက်တစ်အထဲကတုံးကန်ထားတဲ့လီမရှိတဲ့အကြောင်းအဲ့ဒီတန်ဘုံကပိန်ကျသွားတယ်အလုံးမတန်မာကြောတဲ့စုပ်ခွက်တွေကနေပြီးအဲ့ဒီလီကိုဆွဲထုတ်လိုက်အထဲထဲမှာတုံးကန်တဲ့လီမရှိတဲ့အတွက်အဲ့ဒီစုပ်ခွက်နှစ်ခုကိုဆွဲခွာလို့မရအောင်အဲ့ဒါဘာကြောင့်လဲလို့မေးလို့ရှိရင်အထဲမှာတုံးကန်ထားတဲ့လီမရှိဘူးအပြင်ကဖိတဲ့လီရဲ့တန်ကိုမခံနိုင်ဘူးနားလည်လား ဒါတွေကလက်တွေ့ပြလို့ရတယ်ကိုယ်တိုင်သိနိုင်တဲ့တရားတွေဖြစ်တယ်ကိုယ်တိုင်သိနိုင်တဲ့တရားမဟုတ်ဘဲနဲ့စိတ်ကူးပြီးတော့ကြံစီပြီးအကြောင်းပြချက်ပေးတာကဘာသာပေါင်းလုံးကအကြောင်းပြချက်ပေးလို့ရတယ်အကြောင်းပြချက်ပေးတဲ့အရာမှန်သမျှသည်အကြောင်းပြချက်ပဲပေးလို့ရတယ်ကိုယ်တိုင်သိတရားမဟုတ်ဘူးဗုဒ္ဓတရားသည်ငါကိုယ်တိုင်သိထားတာငါကိုယ်တိုင်သိတဲ့တရားကိုဟောဒီနီးအတိုင်းလို့မင်းကိုယ်တိုင်သိရမယ်လို့အာမခံတယ်ပေမသိရမယ်ဆိုတာဂျင်းထဲတာ တိမ်မသိမှာဆိုလက်လက်ရှိအရှင်လက်လက်အကောင့်ကြီးတော့မသိတာလေတိမ်မသိရမယ်ဆိုတော့အဲ့ဒါဂျင်းပဲဗုဒ္ဓဘာသာကဗုဒ္ဓတရားတွေကလက်တွေ့ကိုယ်တိုင်သိရမယ်ကိုကျော်ကြီးခမည်းကိုယ်တိုင်သိလားကိုယ်တိုင်သိတဲ့တရားတွေရှိနေပါပြီဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ရဲရဲရဲရင်ယုံကြည်ပါလေရဲရဲရဲရင်ယက်တည်ပါလေအောက်မှာမေးထားတဲ့မေးခွန်းတွေကတော့အများကြီးပဲအဲ့ဒီထဲမှာလူအများအကျိုးစီးပွားရှိစီမဲ့တရားလေးတစ်ပုဒ်လုံးနဲ့ပြောပြမယ်နော်မြို့သမီးတူကမေးတယ်အကိုတဲ့ အရိယာဆိုတာပြညာအာထုတ်တိုင်းရနိုင်ပါသလားတဲ့ရပါတယ်ယနေ့ခေတ်မှာလည်းရပါတယ်ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ယနေ့အချိန်မှာရနိုင်ပါသေးတယ်ဘလို့ရနိုင်တာလဲလို့မေးလို့ရှိရင်စစ်မှန်တဲ့တရားကိုအာထုတ်တာဖြစ်ရမယ်တကယ်လေးစူးစမ်းအာထုတ်မှုရှိရမယ်အဲ့ဒါဆိုရင်တေချာပေါက်တရားရနိုင်ပါတယ်မစစ်မမှန်တရားတွေကိုအာထုတ်မိလို့တရားအတုအယောင်နေနဲ့တွေ့လို့အာထုတ်နီးမှားလို့မရတာတော့မတက်နိုင်ဘူးမြတ်စွာဘုရားသည် ဉာဏ်နှုတ်လို့ရှိရင်မိမိခေါ်ထားတဲ့တရားတွေကိုလေ့လာကြင်ကြံအားထုတ်မဲ့ဆိုရင်လည်းဉာဏ်နှုတ်လို့ရှိရင်ခုနှစ်နှစ်နဲ့ယဟန္တာဖြစ်နိုင်တယ်ခုနှစ်နှစ်အားထုတ်ရင်ယဟန္တာဖြစ်နိုင်တယ်အဲ့တော့လူတွေကတော့ယဟန္တာဖြစ်နိုင်စရာအကြောင်းလည်းမရှိဘူးအနာဂတ်အလွန်ဆုံးရနိုင်တယ်သောတာပန်ဖြစ်ဖို့ကတော့အလွန်မတန်လွယ်ကူပါတယ်မြတ်စွာဘုရားကအရိယာတပည့်တွေလို့ပဲသုံးတယ်အဲ့ဒီပုံကိုယ်တွေအားလုံးကိုအပြင်မဲ့စာရပေရပြောမယ်ဆိုရင်သောတာပန်တည်းလည်းအရိယာဖြစ်တယ်လို့တက်ခါတယ်သောတာပန်တည်းလည်းအရိယာပဲဒါကို ဘလို့ရနိုင်လဲလို့မေးလို့ရှိရင်ရှင်းရှင်းလေးရနိုင်တဲ့အနည်းအများကြီးရှိပါတယ်။ဖျားကုံတော်ကိုပေါ့ကိုတိအောင် အားထုတ်ပါ။ကိုကိုယ်တိုင်တိအောင်အားထုတ်ပါ။ပါဠိတော်တွေကိုရွတ်နေတာနဲ့ဖျားကုံရတယ်လို့ပြောတာမဟုတ်ဘူး။အဲ့ဒီဖျားကုံထဲမှာပါတဲ့အကြောင်းအရာတွေအရဟံ ကိလေသာဟုသမျှကင်းဝင်းစင်ကြယ်တယ်ကိလေသာဆိုတာဘာလဲဆိုတာသိရမယ်အဲ့ဒီကိလေသာတွေကင်းဝင်းစင်ကြယ်နေတယ်အဲ့ဒီကိလေသာတွေမိမိမှာအငြိမ့်တက်ကလေးတစ်ခါတလေရကောင်းရလိမ့်မယ်ရတဲ့အခါကျရင်မြတ်စွာဘုရားကငါ့ထက်အများကြီးအစာပေါင်းများစွာကိလေသာငြိမ့်ငယ်ဆိုတာနှလုံးသားထဲမှာတွန်းနိုင်ရမယ်ဒါအရဟံဂုဏ်တော်တစ်ခုကိုပြောပြတာအဲ့တော့ဂုဏ်တော်၉ပါးရဲ့အကြောင်းတရားတွေကိုအဲ့ဒီလိုကိုကိုတိုင်သိနိုင်တဲ့တရားမျိုးဖြစ်ရမယ်ဉာဏ်နဲ့တတ်ဝင်ပြီးသိတယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်ပြီနော်တမန်တော်မြတ်စွာဘုရားကတရားတွေကိုဟောတဲ့အခါမှာ အရဟတမညာပုဂ္ဂိုလ်တို့ရဲ့အိန္ဒိယအနုယင်ကိုကြည်ပြီးတော့ဒီပုဂ္ဂိုလ်ကဘယ်တရားဟောလိုက်ရင်ရမယ်လို့သိတော်ညာလည်းရှိတယ်မြတ်စွာဘုရားမှာပြီးတဲ့အခါကျတော့တရားအလုံးစုံကိုမြတ်စွာဘုရားကတပ်ပြညူရညံကြီးနဲ့ပိုင်ပိုင်ခြားခြားဆင်ခြင်ပြီးတော့မှဒီတရားတွေကိုကိုယ်တိုင်ထူးသောညာနဲ့သိပြီးဟောတာလို့တမတမုဒ္ဒကုံကိုလည်းသိရတယ်သစ္စာလေးပါးတရားကိုမြတ်စွာဘုရားသည်ကိုယ်တိုင်လည်းသိတယ်သူတို့သားတို့ဟောကြားနိုင်တယ်ဆိုတော့ဂုံနေအဲ့ဒီလိုမျိုးဗုဒ္ဓဂုံတော်ဒီနဲ့ပတ်သက်ပြီးအကျယ်တဝန်းသိရတယ် ဗမာလူနှစ်နှစ်ကာကသိရတယ်သိပြီးအဲ့ဒီသိလာတဲ့တရားတွေကိုလည်းမတုံမလုံယုံကြည်တဲ့သရတရားရှိရတယ်တန်ခါဆိုရင်လည်းတန်ခါကုံ၉ပါးကိုသိရတယ်တရားဆိုရင်လည်းတရားကုံတော့၆ပါးကိုသိရတယ်အဲ့ဒီလိုမျိုးသိအောင်တရားတွေကိုနာကြားရတယ်တရားတွေကိုနာကြားပြီးတော့အဲ့ဒီတရားတွေကိုယုံကြည်တတ်ဝင်စိတ်ကိုမပြတ်မွေးမြူနေရတယ်မွေးမြူပြီးလို့ရှိရင်ငါးပါးသီလလုံရတယ်အဲ့ဒါဆိုရင်အပေတကအရှင်းပိတ်တယ် ဘလောက်ဒီပိတ်လဲဘဝပေါင်းများစွာအပယ်လုံးလုံးမကြောက်ဘူးအာမခံလို့ရတယ်မြတ်စွာဘုရားကိုယ်တိုင်အာမခံတာအထက်မဲ့သုံးပါးလင်းလဲလဲလျောင်းရရှိတယ်တဲ့နော်ပျက်စီးကြောက်ခြင်းလုံးလုံးမရှိတဲ့ဂိမ့်သိမြဲတဲ့အထက်မဲ့သုံးပါးလင်းလဲလဲလျောင်းရရှိတယ်အဲ့ဒီပုံကတစ်ချိန်ချိန်မှာအထက်မဲ့တွေကိုရပြီးတော့နိဗ္ဗာန်ကိုပြုတ်ကိုပြုတ်ရမယ်ပုံကိုလို့မြတ်စွာဘုရားကဟောတာတဏှာမှာလဲနေရရင်တော့မအဲ့ဒီပုံကအပယ်မကြောက်ဘူးတဲ့အဲ့ဒါကိုဘယ်မှာဟောတာလဲဆိုတော့မြတ်စွာဘုရားကမဟာဝက်ကတန်ယုံပါဠိတော်မှာ နန္ဒကလစ်စဝီအမတ်ကြီးကိုဟောတဲ့နေရာမှာရှိတယ်နန္ဒကလစ်စဝီအမတ်ကြီးကမြတ်စွာဘုရားနဲ့အောင်လာပြီးအယုဒေပြုချင်းကတ်တဲ့အချိန်မှာမြတ်စွာဘုရားကအဲ့ဒီတရားကိုဟောတာနန္ဒကတဲ့တရားလေးပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဒီကြီးတဲ့အပယ်လေးပါးကိုကြာရုံးထုံးတယ်မရှိဘူးကိမ့်တယ်မြဲတယ်တဲ့အထက်မှာ၃ပါးလင်းလဲလောင်းနေရရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကသောတာပန်မဲတယ်ဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဖျားကုံတော်၉ပါးကိုသိတယ်တရားကုံတော်၆ပါးကိုသိတယ်တန်ခတ်ကုံတော်၉ပါးကိုသိတယ် ထဲထဲဝုံဝုံသိတယ်မတုံမလုံယုံကြည်တယ်တတ်ဝင်တဲ့စိတ်ရှိတယ်ငါးပါးသီလမြဲတယ်အရိယာတို့နှစ်သက်အပ်မျက်နှာအပ်တယ်တမာရီတည်ကြည်မှုအဲ့ဒီသီလတွေတည်ကြည်နေလို့လုံကြုံနေလို့ရှိရင်အဲ့ဒီလူမှာတမာရီရှိတယ်ဘယ်တော့မှတုံလို့ချော်ချားတဲ့စိတ်မရှိဘူးဘာသာကြားတွေကတခုခုနဲ့စကားတွေလာပြောအယူဝါဒတခုခုနဲ့လာတိုက်တိုင်းမှာတုံလို့ချော်ချားသွားတယ်ဆိုတာမရှိဘူးအဲ့ဒီလိုတမာရီမျိုးရှိတယ်အဲ့ဒီပုံကိုယ်ကြီးကိန်းနေမြဲတယ်အထက်မှတုံမလဲလဲလျောင်းပါရှိတယ်အဲ့ဒီပုံကိုယ်ဘယ်တော့ဘယ်တော့အခါမှာ ဘဝပေါက်ယာနဲ့ထောင်နဲ့တောင်းနဲ့ချီပြီးနေလဲဘယ်တော့ခါမှငရဲကြရောက်ထုံးစံမရှိဘူး။လက်စွာပြတိတိကျကျခေါ်ထားတယ်။အဲ့တော့မဟာဝကတန်ယုံပါဠိတော်နန္ဒကလစ်စဝီတုံမှာရှိတယ်။ဘတ်ဖတ်လို့ရတယ်။ဒါဆိုရင်ဒီဟာတွေကိုသိဖို့ကျုပ်တို့ဘာလုပ်ရမလဲဆိုတော့မူရင်းပါဠိတော်မြန်မာပြန်စာအုပ်ကိုဖတ်ရမယ်။လက်စွာပြမူရင်းဟောထားတဲ့တရားကိုပဲဖတ်ရမယ်။ကျန်တာတွေကိုခေါင်းနဲ့မထည့်နဲ့။တုတ်တန်ဒေသနာကြီးပဲတည်တတ်ဖွင့်။အဘိဓမ္မာကိုခေါင်းထဲကိုထည့်ကိုမစင်းစားနဲ့။ ်ခမရတို့အတွက်အကျိုးစီးပွားရှိတယ်မရှိဘူးကြုံမပြောဘူးမြက်စွာဘုရားသည်လူတွေကိုဟောခဲ့တော်တရားသည်တုတ်တန်ဒေသနာတည်တန်ဟောတာယဟန်တွေကိုဟောခဲ့တော်တရားသည်လေတုတ်တန်ဒေသနာတည်တန်ဟောတာဘယ်ပုဂ္ဂိုလ်တဦးတယောက်ကိုမှမြက်စွာဘုရားအဘိဓမ္မာတရားမဟောခဲ့ဘူးမြက်စွာဘုရားရဲ့တရားတွေကိုအဘိဓမ္မာတရားတွေကိုပြန်ပြီးဟောကြားတာသည်ရှင်သာရိပုတ္တရာဖြစ်တယ်အဲ့ဒါခမရတို့ကိစ္စတကူးမှမပါဘူးအဲ့တော့ခမရတို့ကိုမြက်စွာဘုရားတိုက်ရိုက်ဟောတဲ့တရားသည်တုတ်တန်ဒေသနာဖြစ်တယ် ဲ့တော့ပါဠိတော်မူရင်းထဲမှာရှိတယ်နိကေ9ရက်ကိုဖတ်နိကေ9ရက်ထဲမှာခௌဒကနိကေတဲ့ကဝင်းကြီးကလည်းခမည်းတော်နဲ့မဆိုင်တဲ့အတွက်မဖတ်နဲ့အဘိဓမ္မာကလည်းခမည်းတော်နဲ့မဆိုင်တဲ့အတွက်မဖတ်နဲ့အဲ့ဒီထက်ကတုတ်တန်ဒေသနာတည်တန်ကြီးကိုပဲဖတ်ခမည်းတော်တို့အကျိုးစီးပွားတွေအဲ့ဒီအချိန်မှာတုတ်တန်ဒေသနာကိုဖတ်တိုင်းဖတ်တိုင်းမှာဂုံတော်တွေကိုနှလုံးသွင်းနိုင်တဲ့စိတ်မွေးရမယ်ဒီတုတ်တန်ဒေသနာတစ်ခုကိုဖတ်လိုက်တယ်မယ်အော်ဒါကမြတ်စွာဘုရားရဲ့ဘယ်ဂုံတော်နဲ့ညီညွတ်တယ်မြတ်စွာဘုရားကဒီဂုံဒီတရားကိုနားလိုက်တဲ့အခါမှာ ငါမျက်စွာဖျားကဘဂဝါဖုံးတကုအနန္တနဲ့ပြည်စုံပါလားဒီလိုမျိုးညံတက်ဝင်နိုင်အောင်နှလုံးသားထဲကိမ့်နေအောင်လုပ်အဲ့ဒါဆိုရင်ခမရတို့ဒီဘဝမှာတင်ကိုယ်တိုင်ထူးသောညံနဲ့တက္ကရာဒိဋ္ဌိဝေစီကိစ္စတိလပရပရမန္တဆိုတဲ့တရားသုံးပါးသေချာပေါက်ပြုတ်တယ်မပြုတ်ခဲ့ရင်တောင်မှခမရတို့အပေတကအရှင်းပိတ်တယ်ဘဝသောတစ်ခုသောဘဝမှာသေချာပေါက်နှိပ်ပါရနိုင်တယ်မြတ်စွာဘုရားတိတိကျကျခေါ်ထားတဲ့တရားလေးအဲ့တော့ ကျင့်ကြံအားထုတ်ရင်ရသလားဆိုတော့မြတ်စွာဘုရားတရားကဘသူကျင့်ကြံကျင့်ကြံအားထုတ်အားထုတ်ရတယ်ဘလို့လူမျိုးတွေမရနိုင်ဘူးလဲလို့မေးလို့ရှင်ဆွမ်းအားနာမကြပဲနဲ့ဂီလာနာဖြစ်နေတွေးတောစင်ကျင် သုံးသက်နိုင်တဲ့ဆွမ်းအားမရှိဘူးအမှားမှန်ဝေဖန်နိုင်တဲ့ဆွမ်းအားမရှိတဲ့ YouTube ပေါ်နှမ်းနေတဲ့သူတွေမရနိုင်